ောင်တီဘဟုဥပရေအထောက်ကူပြုအဖွဲ့ဝင်ဥကိုနီကိုလှုပ်ကြံခဲ့တဲ့တနတ်သမားကိုဝန်ဝန်ဖန်စီရင်တိတ်ဆုံးခဲ့တဲ့တက္ဆီရင်းမှကိုနေဝင်းမောင်းနေခဲ့တဲ့ကားကို730ကျင်းနဲ့ပြန်လည်ဝယ်ယူဖို့ကားပိုင်ရှင်နဲ့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ ကိုနေဝင်းသိဆုံးပြီးတဲ့နောက်မှာအဲဒီကားကိုဝယ်ယူရခြင်းဟာအမတ်တရားအနေနဲ့တင်ဆက်ထားခြင်းနဲ့အတွက်ကြောင့်ဖြစ်ပြီးကိုနေဝင်းရဲ့ခလေးတွေကြီးပြင်းလာတဲ့အခါမှာလည်းအဆိုပါကားကို ပြလို့ရအောင်ဝယ်ယူရခြင်းဖြစ်တယ်လို့ကိုနေဝင်းရဲ့ဇနီးဖြစ်သူမဆုတက်ခိုင်ကပြောပါတယ်။ကမောရတဲ့ကြောင့်ဖြစ်တဲ့အမှန်ကိုဝယ်ဖို့ရှိနေတာတော့မရှိပါဘူး။ဒါကတရားခုနှစ်ဆယ်ပါရှင်။အမတ်တရားလည်းဖြစ်အောင်ကိုယ်ပဲပြီးတော့အစည်းအဝေးလည်းပြန်သုံးလို့ရတယ်သုံးလို့ရတယ်။ ်အခုလေးဒီလိုများအိုက်ကအတန်းထမှုကောင်းမကြီးနဲ့ခလုတ်ဆက်ရခါကြလဲကြောက်ရရကြီးရဟုတ်ကဲ့ကိုနေဝင်းရဲ့ဇာပနာအခမ်းအနားကိုဇန်နဝါရီလ31ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီးရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာတက္ကစီအဖွဲ့တွေကတက္ကစီအစီး200ကျော်နဲ့ကုညီပို့ဆောင်ပေးခဲ့ပြီး NLD ပါတီမှတာဝန်ရှိသူများမြန်မာမွတ်စလင်လူငယ်အဖွဲ့များစေတနာရှင်ပြည်သူများနဲ့ရက်ွက်နေပြည်သူတောင်းတဲ့ချီပါလိုက်ပါပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ NLD ပါတီရဲ့ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင်ဦးကိုနီကိုဇန်နဝါရီလ29ရက်နေ့ညနေ9:00နာရီခန့်ကရန်ကုန်ပြည်ပဆိုင်ရာလေစိမ်းတာမီနယ်1ပြပဆိုင်ရာ gate အမှတ်6အပြင်ဘက်ရင်းရံနားရာနေရာအနီးမှာတနတ်သမားကဦးကောင်ကိုအနီးကပ်ပစ်ခတ်လှုပ်ကြံခဲ့တာဖြစ်ပြီးအဲ့ဒီတနတ်သမားကိုအနီးရှိပြည်သူများမှလိုက်လံဖမ်းဆီးရင်တနတ်သမားမှပြန်လည်ပစ်ခတ်ခဲ့တာကြောင့်ဖမ်းဆီးရမှာပါဝင်ခဲ့တဲ့ကိုနေဝင်းကိုတနတ်တိမှန်ခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုတနတ်တိမှန်ခဲ့တဲ့မင်္ဂလာတုံမျိုးနဲ့ကြံ ခင်စုရက်ကွက်နေတက္ကစီရင်မှာကိုနေဝင်းခေါ်ဝင်းလွင်42နှစ်ဟာဝဲဘက်စီကုံ ပေါက်တန်းရနဲ့ညနေ9:20မိနစ်အချိန်မှာတိုက်ဆုံးခဲ့တာဖြစ်ပါတယ်။